မင်္ဂလာပါရှင်ဒီနေ့ကျမတို့ရဲ့အတူတကွစူးစမ်းလေးလာမိုးလေးတဲ့ကိုကြိုဆိုပါရစေမင်္ဂလာပါခင်ဗျာဒီနေ့ကျမတို့အတူတူကြည့်ကြမှာကတော့ Corin to Owaras ာပထမဆောင်အခန်းကြီး၃မှာဖြစ်ပါတယ်အဲဒီလေးလာမိုးတော့ကျမတို့အဓိကမိငန်းထားတာကတော့ The Wise Believers မှာပြည့်စုံထားတဲ့မတ်စုများပေါ့နော်ဒီမတ်စုတွေကတော်တော်လေးပြည့်စုံတယ်လို့ဆိုရမယ်ဟုတ်ကဲ့1 Corinthians 3ကတကယ်ကိုအရေးကြီးတဲ့အခန်းတစ်ခန်းပါအဲ့ဒီမှာရှင်ပေါလုကလည်းအဲ့ဒီအချင်းက ကောရင်သူသင်တော်မှာဖြစ်နေတဲ့အုတ်စုဖွဲ့ကွဲပြားနေတဲ့ပြဿနာတွေอืมဟုတ်ကဲ့ပြီးတော့ယုံကြည်သူတွေရဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာမယဉ်ကျေးတဲ့အခြေအနေတွေနောက်ပြီးတော့ဟိုရင်ဘုရားသခင်တော်လုပ်တဲ့အမှုတော်တွေရဲ့အရေးအတွေ့ကိုဘုရားကဘယ်လိုစစ်ဆေးမလဲဆိုတာမျိုးတွေအဲ့ဒါတွေကိုအဓိကထားပြောထားတာတွေ့ရတယ်ဟုတ်ကဲ့အဲ့တော့ဒီနေ့ကျမတို့ရဲ့ရည်ရဲချက်ကဒီစန်းစာအခန်းငယ်ရေးကနေအရေးကြီးတဲ့တင်ခန်းစာတွေ အမ်ထွတ်ထွင်းထင်မြင်မှုတွေကိုဖော်ထုတ်ဖို့ပါပဲအထူးတဖြင့် the wise believers ရဲ့မဆုတွေကောင်းနှုတ်ထားတာလေးကြီးကိုအခြေခံပြီးတော့လေဟုတ်ပါတယ်ယုံကြည်သူတယောက်ရဲ့ဝိညာဉ်ရေးရာတိုးတက်မှုဆိုတာဘလော့အရေးကြီးလဲပြီးတော့အမှုတော်ဆောင်ခြင်းရဲ့တကယ်အနှစ်သာရကဘာလဲဆိုတာတွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာစေဖို့ပေါ့อืมဒီနေ့ဆွေးနွေးမှုမှာအထူးကပိုင်းထုံးပိုင်းလောက်ခွဲပြီးကြည့်သွားကြမယ်လေပထမတစ်ခုကတော့အဲ့ဒီကော်ရင်သူယုံကြည်သူလေးရဲ့ဝိညာဉ်ရေးရာမယင်းချက်မှုပြဿနာပေါ့ ဟုတ်ကဲ့ဒုတိယကအမှုတော်ဆောင်ကောင်းဆောင်သူရဲ့မန်ကန်တဲ့အခန့်ကဏ္ဍသူတို့ကိုဘယ်လိုရှုမြင်အောင်လဲဆိုတာနောက်ဆုံးတစ်ခုကတော့ကျွန်တော်ရဲ့အသက်တာနဲ့အမှုတော်တွေရဲ့အရေးအသွေးကိုဖျားသခင်ကဘယ်လိုတရားစီရင်လဲဆိုတဲ့အကြောင်းတွေပေါ့ပရင်တို့ယဉ်ကျေးသူတွေရဲ့ဝိညာဉ်ရေးရာမယဉ်ကျေးမှုရှင်ပေါ်လူကသူတို့ကိုဘာလို့ဇာတိပကတိလူတောင်းမို့ခရစ်တော်နိုင်သူငယ်လို့ခေါ်ရတာလေအဲ့ဒီ노ပဲတောင်းနိုင်ပြီးမာတဲ့အစာမစားနိုင်သေးဘူးဆိုတဲ့ဥပမာကလေနည်းနည်းလို့ပြင်းတယ်လို့ပဲနော်ဟုတ် ဟုတ်ကဲ့ဒီဥမာကတတော်လေးတိုက်ရိုက်ကြတယ်ဆိုတော့ဒီဝိညာဉ်ရေယာမှာ note ဆိုတာကယုံကြည်ခြင်းရဲ့အခြေခံအကြောင်းဆုံးအချက်ဒီအမ်လွယ်လယ်ကူကူတွန့်တန့်ချက်ဒီပေါ့ကေတင်ဂျင်းတို့ဖျားရဲ့မေတ္တာတို့စသဖြင့်ပေါ့အင်းအင်းမာတော့အစားဆိုတာကတော့ပူပြီးနဲ့နေတဲ့ဝိညာဉ်ရေယာအမှန်တရားတွေပူပြီးစင်ကြင်တုံတရားလိုအပ်တယ်အာလက်တွေ့ဘဝမှာပူပြီးရင့်ကျက်တဲ့နားလည်မှုကျင့်သုံးမှုလိုအပ်တဲ့တွန့်တန့်ချက်ဒီပေါ့ ဆိုတော့ရှင်ပေါ်လူပြောချင်တာကသူတို့ယုံကြည်သူဖြစ်နေတာကြပြီဒါပေမဲ့ဟုတ်တယ်အချိန်တစ်ခုကြာပြီဒါပေမဲ့သူတို့ရဲ့ဝိညာဉ်ရေးဟာတိုးတက်မှုကအဲ့ဒီကနုတ်ဖတ်အစစ်မှာပဲရှိနေတော့မယ်ရက်နေတယ်လို့ဖြစ်နေတယ်ဒါကြောင့်နည်းနည်းတဲ့တွန်းတင်းချက်တွေကိုသူတို့လက်ခံနိုင်စွာမရှိသေးဘူးနားလည်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောနေတာအဲ့ဒီမရင်ကျက်မှုရဲ့အဓိကပြယောက တို့ရဲ့အုပ်စုဖွဲ့မှုတွေပဲဖြစ်မယ်နော်။ငါကပေါ်လူနောက်လိုက်ငါကအာပေါ်လူနောက်လိုက်ဆိုပြီးအပြန်ဆိုင်ဖြစ်နေကြတာလေ။အဲ့ဒါပေါ့။ဒါကိုရှင်ပေါ်လူကဇာတိပကတိအတိုင်းကျင့်ကြံခြင်းလို့ခေါ်တယ်နော်။အဲ့ဒီအထုံးလုံးကဘာကိုဆိုလိုတာလဲ။ဟုတ်ပါတယ်။ဇာတိပကတိအတိုင်းကျင့်ကြံခြင်းဆိုတာကလေလောကီလူသားတွေလိုပဲဖျားရဲ့ဝိညာဉ်တော်ဥဆောင်မှုကိုမခံယူသေးတဲ့လူတွေလိုဖြူမှုနေထိုင်တာကိုပြောတာ။ မြူစုတာရမ်းသွေးတာအုတ်စုဖွဲ့ကွဲပြားတာတွေဆိုတာဝိညာဉ်တော်ရဲ့အတ္တီမဟုတ်ဘူးလေဟုတ်ကဲ့ဒါတွေကလူတဘာဝဇာတိပကတိရဲ့တောင်းဆိုမှုအတိုင်းလိုက်နေတာရဲ့လက္ခဏာတွေပဲအဲ the wise believers ရဲ့မဆုတဲ့တွေမှာ စိတ်ဝင်စားစရာအချက်တခုထောက်ပြထားတာကဒီလိုအုတ်စုဖွဲ့တာဟာသူတို့ကိုဘုသူကနှချင်းပေးခဲ့တယ်လဲဆိုတာပေါ်မှာပဲမူတည်တာမဟုတ်ဘူးတဲ့အဟုတ်လားဟုတ်တယ်ကောရင်သူမျိုးရဲ့ယဉ်ကျေးမှုနောက်ထပ်မှာရှိလေဟောပြောမှုစတိုင်အကြိုက်တယ် ဆရာကြီးဘသူကပိုနာမည်ကြီးလဲပို့ပေါ်ပြလာဖြစ်လဲဆိုတာမျိုးတွေဒါမို့လူမှုရဲ့အတိုင်းဝင် ကွဲပြားမှုတွေဒါတွေကိုပါအခြေခံပြီးဖြစ်နေနိုင်တယ်လို့ဆိုတယ်ဆိုတော့ဒါကပြဿနာရဲ့အရင်းမစ်ကပိုနဲ့နေတယ်ဆိုတာကိုပြနေတာအင်းဒါတော်တော်လေးစဉ်းစားကြရမယ်လူကိုအခြေပြုပြီးတော့အဖွဲတွေဖွဲတော့ကိုဖွဲကမမနဲ့ကိုဆရာကမှကောင်းတယ်ဆိုတာမျိုးပေါ့နော်အဲဒါပေါ့ဒီနေ့ခေတ်အတင်းတော်တွေအဖွဲစည်းတွေထဲမှာလဲပုံစံမျိုးစုံနဲ့ရှိနေတော့ပဲလို့မြင်မိတယ်ဆိုတော့ ဒီလိုလောက်ရက်တွေကတကယ်တော့ဝိညာဉ်ရေးရမှာမရင်ကျစ်တည်မှုခလေးပဲရှိသေးတယ်ဆိုတာကိုပြနေတာပဲဆိုတော့ရှင်ပေါ်လူရဲ့ထောက်ပြချက်ကအခုထိမှန်နေတော့မယ်နော်အတိအကျပါပဲဒီလိုကျမှုချင်းအားဖြင့်သူတို့ဟာဝိညာဉ်တော်ရဲ့ဆွမ်းပကဝိညာဉ်တော်ရဲ့ဥဆောင်မှုအောက်မှာအသက်ရှင်နေတာမဟုတ်ဘူးလောကရဲ့ပုံစံအတိုင်းပဲကျင့်လေနေကြတော့ဆိုတာကို ရှင်ပေါ်လူကမိမောင်းထောပြချင်တာဒါကဝိညာဉ်ရဲ့တော်တန်မှုလမ်းကြောင်းပေါ်မှာအကြီးကျယ်အတားအဆီးဖြစ်နေတယ်ဆိုတာကိုသတိပေးလိုက်တာပဲ။ ဟုတ်ပြီဒါဆိုရင်ဒီလိုလူကိုဗဟုပြုပြီးအာယုံစိုက်နေတဲ့ပြဿနာကနေရှင်ပေါ်လူကသူတို့ရဲ့အတွေ့အမြင်ကိုဘယ်လိုပြန်တင့်မှတ်ပေးခဲ့လဲဒါကဒုတိယအချက်ကိုရောက်သွားပြီပေါ့နော်အမှုတော်ဆောင်နေရဲ့မှန်ကန်တဲ့အခန်းကဏဟုတ်ပါတယ်ရှင်ပေါ်လူကဒီနေရာမှာတိမလရဲ့ဥမာသုံးသွားတယ်စိုက်ပြိုးရေးဥမာလဲသူကမျိုးစီကျဲတဲ့သူအင်းပြတ်သူသူတို့နေအောင်လုံးရဲ့အလုကအရေးကြီးရဲ့ဟုတ်တယ်ဒါမဲ့ အပင်ကို အသက်ရှင်စေတာကြီးချွားစေတာအတီးတီးစေတာကဘုရားသခင်ပဲဖြစ်တယ်ဆိုတာကိုအဓိကအလေးပေးပြောသွားတယ်။အော်ပြောချင်တဲ့အဓိပ္ပာယ်ကရှင်းပါတယ်။ပေါ်လိုယောအာဘီလိုယောဆိုတာဘုရားသခင်ရဲ့အကြီးကျယ်ဆုံးသော စီမံကိန်းထဲမှာအတုံးတော်ခံနေတဲ့အစေခွန်နေလို့ဖို့ဆောင်ဘက်တွေတတ်တတ်ပဲ။ဒါကိုနားလည်စေချင်တာ ဆိုသူတို့ရဲ့အလုပ်တွေကအရေးပါပေမဲ့သူတို့ကိုယ်တိုင်ကအထီးကမဟုတ်ဘူးပေါ့မှန်ပါတယ်အထီးကကသူတို့ကိုအတုံးဖြူပြီးအလုပ်ကိုပြီးမြောက်စေဖျားသခင်ပဲဆိုတဲ့ပုံဒါကဟို လူသားခေါင်းဆောင်တွေကိုအလွန်အကျွံအာယုံဆိုင်ပြီးငါကဘု து လူဆိုပြီးဂုံယူဝါကြွနေတာကိုတိုက်ရိုက်ချိဖက်လိုက်တာပဲနော်တတိကျကြပဲလူကိုဘ ਹੁ ဖြူတဲ့တစ္ဆာဆောင်တိမှုတွေဂုံယူမှုတွေကအသင်းတော်ရဲ့စီးလုံးခြင်းကိုဖြစ်စီတယ် the wise believers မဆူတမ်းမှာထပ်တွေ့ရတဲ့အချက်ကရှင်ပေါ်လူတုံးတဲ့လုတ်ဖို့ဆောင်ဖက် sender joy ဆိုတဲ့ greek စကားလုံးကလေအဲ့ဒီခေတ် greek ယဉ်ကျေးမှုမှာကအပြိုင်ဆိုင်တဲ့သိမ့်များတယ်တောင်းနေတော့ယဉ်ပြိုင်လေးရှိကြတယ်ဟုတ်ကဲ့အဲ့ဒီအလေးအထက်နဲ့ဆန့်ကျင်ဘက်ထစ်တဲ့အတူတကွပူပေါင်းဆောင်ရွက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုအလေးပြည့်တယ်လို့ဆိုတယ်။အော်ကောင်းလိုက်တာ။ဟုတ်တယ်။ဒါကအတင်းတို့ဆိုတာ ်ဖြိုင်ဆိုင်ရမယ့်နေရာမဟုတ်ဘူး။ဖျားသခင်ရဲ့ရည်ကျက်အသက်အတူတကွလစ်တွေလွတ်ဆောင်ရမယ့်နေရာဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပေါ်ပြရတယ်။အစေခံတဲ့အခန်းကဏ္ဍကို short တ်ဖို့မဟုတ်ဘူး။ဒါပေမဲ့သူတို့အားလုံးရဲ့အရှင်သခင်ဖြစ်တဲ့ဖျားသခင်ကိုသာမှန်ကန်တဲ့နေရာမှာထားဖို့တွန်းတင်တာပါ။ဒီချက်ကတင်းတော်ရီမှာတာမကလုံငန်းခွင်တဲ့ဖွဲ့စည်းတွေမှာပါတဲ့ရေးကြီးတဲ့တင်ကန်းစားပဲเนาะအတိမတ်ဖြူမှု လေးစားမှုပေးတာကောင်းပါလေဒါပေမဲ့လူတယောက်ကိုကိုးကွယ်သလိုဖြစ်သွားတာမျိုး ဟုတ်တယ်ဟုတ်တယ်သူကြောင့်ပဲရာရာဖြစ်နေတယ်လို့ထင်သွားတာမျိုးကအနေများတယ်နော်တကယ်တိုးပွားမှုကိုပေးတာဘုရားသခင်ပဲဆိုတော့ကိုတတိယဖို့လိုတယ်မှန်ပါလေဒီမင်းကကျွန်တော်တို့ကိုဂျေဆုတင်တာဖို့ နှိမ်ချတတ်ဖို့ပြီးတော့အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်ဖို့များကြီးအားပေးပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ဒီလိုဖျားသခင်အတွက်အတူတကွအလုပ်လုပ်ကြတဲ့အခါမှာအရေးကြီးလာတဲ့နောက်သစဉ်ကအဲ့ဒီအလုပ်ရဲ့အရေးသွဲပဲထင်မြင်ထင်တယ်။ဟုတ်ကဲ့။ဒါကတတိယအထူးအချက်ဖြစ်တဲ့အမှုတော်ရဲ့အရေးသွဲနဲ့တရားစီရင်ခြင်းအကြောင်းကိုရောက်လာပြီးရှင်ပေါလုကယေရှုခရစ်တော်ကိုတခုတည်းသောအုပ်မြစ်လို့ပြောတယ်နော်။ဟုတ်တယ်။တမဲလေးကိုစပို့။အင်း ပြအဲ့ဒီအုတ်မြစ်ပေါ်မှာဘလို့စောက်လောက်ကြသလဲဆိုတာကိုတတိထားဖို့ပြောတယ်ဒီချက်ကိုနည်းနည်းလေးထပ်ရှင်းပြပေးပါလားဟုတ်ကဲ့ယုံကြည်သူတယောက်ရဲ့အတ္တတာနဲ့အမှုတော်အတွေ့အခိုင်အမာဆုံးတစ်ခုတည်းတော့အခြေခံအုတ်မြစ်ဟာယေရှုခရစ်တော်ပဲသူပြီးမြောက်ခဲ့တဲ့ကယ်တင်ခြင်းအမှုပဲဒါကိုရှင်ပေါလုကဘယ်သူမှညင်းလို့မရအောင်အခိုင်အမာပြောခဲ့တယ်ဟုတ်ကဲ့ဒီအုတ်မြစ်ကိုဘယ်သူမှအစားထိုးလို့မရဘူးပြောင်းလဲလို့မရဘူး ဒါပေမဲ့အရေးကြီးတဲ့မိခွန်းကဒီအုတ်မြစ်ပေါ်မှာကျွန်တော်တို့တအူးချင်းစီကဘာတွေနဲ့စောင့်နေကြသလဲဘလို့တိစောင့်နေကြသလဲဆိုတာပဲ음ဆိုလိုတာကဆိုလိုတာကကျွန်တော်တို့ရဲ့အတ္တတာကျွန်တော်တို့ဘုရားသခင်အတွက်လှုပ်ဆောင်တဲ့အမှုတော်ဆောင်ခြင်းတွေနေ့စဉ်အသက်ရှင်သက်မှုပုံစံတွေပေါ့အဲ့ဒါတွေကိုဘလို့အရေးသွေးမျိုးနဲ့တိစောင့်နေကြသလဲဆိုတာကိုအလေးနဲ့ထားစဉ်းစားရမယ်လို့တတိပေးနေတာပါအဲ့ဒီတိစောက်တဲ့ပစ္စည်းတွေအကြောင်းပေးထားတဲ့ဥပမာလေးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့နည်းနည်းလေးကြောက်စရာလည်းကောင်းလေလို့ထင်ပြီးတယ် ရွှေငွေကြောင့်မြက်လက်ရနာတက်စုဟုတ်တယ်ပြီးတော့တက်တာမြက်ကောင်းယူတက်စုဒီပစ္စည်းတွေကဘာတွေကိုပုံဆောင်နေတာလဲဒီဥပမာကတကယ်ပဲအသက်ဝင်တယ်အရင်အရေးပါပါတယ်ရွှေငွေကြောင့်မြက်ရနာဆိုတာကတံပိုးကြီးတယ်မိဒံကိုခံနိုင် ထာဝရတည်မြဲမဲ့အရာတွေကိုပုံဆောင်ပါတယ်။ဟုတ်ကဲ့။ဝိညာဉ်ကြီးအမှာတော့ဒါတွေဟာဖျားတခင်ရဲ့အလိုတော်နဲ့အညီမှန်ကန်တဲ့စည်ရင်းစေတနာနဲ့လုပ်တဲ့အလုပ်တွေပေါ့။ဥပမာ ဖျားပွန်းတော်ထင်ရှားဖို့သူတစ်ပါးကိုချစ်တဲ့မေတ္တာနဲ့တစ္ဆာရှိရှိလှုပ်ဆောင်ခဲ့တဲ့ အမှုတော်တွေအသက်တာရဲ့အကျင့်တွေဥပမာစစ်မှန်တဲ့မေတ္တာတစ္ဆာဆောင်တည်မှုနှိမ့်ချမှုစိတ်ရှည်ခြင်းတန်ရှင်ခြင်းအဲ့လိုမျိုးတွေပေါ့ဒါတွေကထာဝရတန်ဖိုးရှိတဲ့အရာတွေအေးဒါဆိုရင်တသမြတ်ကောင်းရောကတော့ဆန့်ကျင်ဘက်ပေါ့နော်လောင်ကျွမ်းပျက်စီးလွယ်တဲ့အရာတွေဟုတ်ပါတယ်တသမြတ်ကောင်းရောကြတော့အလွယ်တကူလောင်ကျွမ်းပျက်စီးနိုင်တဲ့ တံပိုးတိမရှိတဲ့အပေါ်ယံဆန်တဲ့အရာတွေကိုပုံဆောင်ပါတယ်။ဒါတွေကဘာတွေထစ်နိုင်မလဲဆိုတော့လူမြင်ကောင်းအောင်လုပ်တဲ့ဘာသာရေးအကျင့်တွေဟုတ်ကိုယ်နာမည်ကောင်းရဖို့ကိုယ်ကုန်ကိုဖော်ဖို့ဒါမှမဟုတ်လော်ကီအကျိုးမြတ်တစ်ခုခုအတော်လုပ်တဲ့အမှုတော်ဆောင်ခြင်းတွေမှန်ကန်တဲ့စိတ်ရင်းမပါပဲအပေါ်ယံသဘောမျိုးလုပ်လိုက်တဲ့အလုပ်တွေစတာတွေဖြစ်နိုင်တယ်။အဲ the wise believers must do တဲ့ကထပ်မံထောက်ပြထားတဲ့စိတ်ဝင်စားရအချက်တစ်ခုကလည်းပါများလေဒီတတမြတ် ကောက်ရိုးဆိုတာမကောက်တဲ့အလုပ်တွေကိုပဲဆိုလိုတာမဟုတ်ဘူးတဲ့တခါတဲ့လေမှာရည်ရွယ်ချက်ကောင်းတယ်ဒါပေမဲ့ဖျားတခင်ရဲ့နီးလန့်နဲ့မညီပဲကိုယ်စိတ်ကူကိုယ်အချမ်းစီနဲ့လှုပ်လိုက်တာမျိုးအော်ဒါမှမဟုတ်ကောင်းကောင်းပြင်ဆင်ခြင်းမရှိပဲဖြစ်တယ်လို့လှုပ်ဆောင်လိုက်တဲ့အမှုတော်တယ်နောက်ဆုံးမှာဖျားတခင်ရဲ့စစ်ကြောခြင်းကိုခံနိုင်ရင်မရှိတဲ့အလုပ်တွေကိုလည်းဆိုလိုနိုင်တယ်ဆိုတာပါပဲဟဲ့ဒါကအရင်စဉ်းစားစရာကောင်းတဲ့အချက်ပဲကောင်းတဲ့ထင်ပြီးလှုပ်လိုက်ပြီးမဲ့ဖျားရဲ့ဆန်နဲ့မညီရင်တန်ခိုးမရှိဖြစ်သွားနိုင်တာပေါ့ အဲ့လိုသဘောမျိုးတည်ရပါပဲဒါဆိုရင်အဲ့အမှုတွေကိုမီးဖြင့်စစ်ဆေးခြင်းခံရမယ်ဆိုတာကဘာကိုဆိုလိုတာလဲဘလို့အကျိုးဆက်တွေရှိနိုင်မလဲမီးဖြင့်စစ်ဆေးခြင်းဆိုတာကဖရာသခင်ရဲ့တရားမြတ်တပြီးထိုးထွင်းသိမြင်တဲ့တရားစီရင်ခြင်းကို ပုံဆောင်တာပါဒါကခရစ်တော်ရဲ့တရားပလင်တော်ချိန်မှာယုံကြည်သူတယောက်ချင်းစီရဲ့အသက်တာနဲ့အမှုတော်တွေကိုဖရာသခင်က စစ်ဆေးမဲ့အခြင်းကိုရည်ညွှန်းတာပေါ့อืม ဲ့ဒီအချိန်မှာရွှေငွေကြောင်းမြတ်ယတနာလိုအဖိုးတန်ပြီးစစ်မှန်တဲ့တည်မြဲတဲ့အမှုတွေကမိရဲ့စစ်ဆေးခြင်းကိုခဏရေရှိပြီးရန်ရစ်မယ်။အဲ့ဒီလိုအမှုတွေပြုခဲ့တဲ့ယုံကြည်သူဟာဘုရားသခင်စီကသတ်မှတ်ထားတဲ့ဆုလတ်ကိုရရှိမှဖြစ်ပါတယ်။ဒါကကယ်တင်ခြင်းအပေါ်မှာထပ်ဆုံးရရှိမဲ့အတိမပြည့်မှုနဲ့ဂုဏ်ပြုမှုပေါ့။အိုးဟုတ်ကဲ့။ဒါဆိုတက်တာမြေကောက်ရုံးနဲ့စောက်ခဲ့တဲ့အမှုတွေကတော့မိထဲမှာလောင်ကျွမ်းသွားမယ်ပေါ့။ဟုတ်လား။ဟုတ်တယ်။ဒါပေမဲ့ ဲ့ဒီလိုလူကတော့ကဲတင်ချင်းဆုံးရှုံးသွားမှာလားတာဂတိအရေးကြီးတဲ့ချက်ပါရှင်ပေါလုကရှိရှိလင်းလင်းပေါ်ထားတယ်အဲ့ဒီလိုအပေါ်ယံဆန်တဲ့မတိမြဲတဲ့အမှုတွေကတော့မိရဲ့စစ်ကြောခြင်းကိုမခံနိုင်ပဲလောင်ကျွမ်းပစ္စည်းသွားမယ်ဆိုလိုတာကအဲ့ဒီအလူတွေအတွက်ဘာတိမှပြုမှုဘာဆုလာမှရမှာမဟုတ်ဘူးอืมဒါပေမဲ့အဲ့ဒီလိုအမှုတွေပြုခဲ့တဲ့လူကိုယ်တိုင်ကယေရှုခရစ်တော်ဆိုတဲ့အုတ်မြစ်ပေါ်မှာစစ်မှန်တဲ့ယုံကြည်ခြင်းရှိခဲ့တဲ့ဆိုရင်တော့ तू आ केरिंचिन सुंशुं वा मा महोबू ာတောင်းသေးတာဗောဟုတ်သူကကယ်တင်ခြင်းရရှိမှာပဲဒါပေမဲ့သူ့ရဲ့အလုပ်တွေအားလုံးလောင်ကျွမ်းသွားတဲ့အတွက်စုလောက်တော့လုံးဝဆုံးရှုံးသွားမယ်ရှင်ပေါလို့တုံးတဲ့ပုံဥပမာအတိုင်းပြောရရင်မိတဲ့ကလော့လံပေးထုတ်လာရတဲ့သူလိုပဲကတိလေးကယ်တင်ခြင်းရမယ်လို့ဆိုလိုတာပါဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာမှာဘာကိုအလေးထားဒီဆောင်နေတယ်လဲဆိုတဲ့အရေးတွေးကတိတ်ကိုအရေးကြီးပါလေဒါကတော်တော်လေး linnet ပဲ3ပေးချက်ပဲเนาะ ကတင်ချင်းကကျေးဇူးတော်ကြောင့်ရတာမှလဲဒါပေမဲ့ကျမတို့ရဲ့အသက်တာနဲ့မှုတော်တွေရဲ့ထာဝရတန်ဖိုးကကျမတို့ဘလို့အသက်ရှင်လောက်ဆောင်ခဲ့တယ်လဲဆိုရအပေါ်မှာမူတည်နေတာပဲဟောပါလေဒါကြောင့်အရေးအတွက်ထက်အရေးအတွေးကိုပိုအလေးထားဖို့အပေါ်ရန်လောက်ဆောင်မှုထက်စိတ်ရမှန်ကာမှုကိုပိုတန်ဖိုးထားဖို့လူအမြင်ထက်ပရားဝကင်ရဲ့အတိမတ်ပြုမှုကိုပိုပြီးရှာဖို့လိုအပ်ကြောင်းဒီကျမ်းပိုင်ကတင်ပေးနေတာပါကောင်းပါပြီဒါဆိုရင် ဒီအခန်းကြီးကနေကျမတို့လက်တွေ့ဘဝအတွက်ပြန်လည်ဆင်ခြင်သုံးသပ်နိုင်တဲ့အဓိကအချက်တွေကိုစူးစီးကြည့်ရအောင်နော်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ဝိညာဉ်ရေးရာမှာရင့်ကျက်ဖို့အမြဲစူးစမ်းနေရမယ်ဆိုတာပဲဖြစ်မယ်နော်ပြင်ကြပါရခင်ဗျာကျွန်တော်ရဲ့ဝိညာဉ်ရဲ့အတ္တဟာနို့တောင်းနေတဲ့ကလေးအွယ်မှာပဲရက်တက်မနေတဲ့ကို မာသောအစာကိုစားသုံးနိုင်တဲ့အထိဆိုလိုတာကနာနေတဲ့ဝိညာဉ်ရအမှန်တရားတွေကို နားလည်လက်ခံပြီးလက်တွေ့ဘဝမှာကျင့်သုံးနိုင်တဲ့အထိဆက်လက်ကြီးထွားရင့်ကျက်လာဖို့အမြဲကြိုးစားအားထုတ်နေရပါမယ်။ဟုတ်ကဲ့အထူးသဖြင့်ကိုရင်တူယုံကြည်သူတွေလိုအုတ်စုဖွဲတာညူဆူတာပြိုင်ဆိုင်တာလိုမျိုးဇာတိပကတိအကျင့်တွေကိုတတိထားရှောင်ရှားပြီးတော့ဝိညာဉ်တို့ရဲ့အတီးအပွင့်နေထိတဲ့မေတ္တာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစာရာတွေနဲ့အသက်ရှင်ဖို့ပို့ပြီးအားဆက်ရပါမယ်။ ဒုတိယဆင်ရင်စရာကတော့လူကိုဗဟိုဖြစ်တဲ့ခုံယူဝါကြောင်းမှုတွေကိုပြန်ရှားဖို့ပဲเนาะဒါတကယ်ကိုတတိထရမယ့်အချက်ပဲအလုံးမှန်ပါတယ်အတင်းတော်မှပဲဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းမှပဲဖြစ်ဖြစ် လူသားခေါင်းဆောင်တွေထင်ရှားတဲ့ပုံကိုယ်တွေကိုအလုံးကျွမ်းအာယုံဆိုင်မိတတ်တယ်ဟုတ်ကဲ့လူသားခေါင်းဆောင်တွေကိုလေးစားမှု ပေးတာနဲ့သူတို့ကိုအခြေပြုတွေအုပ်စုဖွဲ့တာသူတို့မရှိရင်ဘာမှမဖြစ်နိုင်တော့ဘူးလို့ထင်မြင်တာတွေကတိတ်ပြီးတော့တိမ်မွဲတဲ့နေနေမိတ်လေးပဲရှိတာဟုတ်တယ်နော် ျွန်တော်တို့အမေတရိယာရမှာကအမှုတော်ရဲ့တကယ်အရှင်သခင်တကယ်တိုးပွားမှုကိုပေးသနာနိုင်သူဟာဖခင်သခင်တပါတယ်ပဲဆိုတာပါအစေခံတွေကသူတို့ရဲ့အခန်းကဏ္ဍအလိုက်အရေးပါကြပေမဲ့ဘယ်တော့မှဖခင်သခင်ရဲ့နေရာကိုအစားထိုးလို့မရဘူးမှန်ပါတယ်ဖခင်သခင်ကိုသာအတိအကထားအယုံစိုက်ခြင်းကကျွန်တော်တို့ကိုမန်ကန်တဲ့ရှုထောင်မှာရှိနေစေပြီးတော့မလိုအပ်တဲ့ကွဲပြားမှုတွေဂုံပြိုင်မှုတွေကိုရှောင်ရှားစေနိုင်ပါတယ် နောက်ဆုံးအချက်အနေနဲ့ကျမတို့ဖျားသဖြင့်အတွက်လှုပ်ဆောင်သမျှအရာအလုံးရဲ့အရေးသွေးကိုအလေးထားဖို့လိုအပ်တယ်ဆိုရပဲအဲ့ဒီရွှေငွေကြောင့်မရနာနဲ့တိဆောက်ဖို့စူးစမ်းရမယ်ဆိုတဲ့အသည့်ပေါ့ဟုတ်ပါပဲဒါကကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာနဲ့လှုပ်ဆောင်မှုအလုံးကို လွှမ်းခြုံပါတယ်အချင်းကိုဘလို့အသုံးပြုတယ်လဲငွေကြေးကိုဘလို့စီမံခန့်ခွဲတယ်လဲဖျားပေးထားတဲ့စုကျေးဇူးတွေကိုဘလို့အသုံးချတယ်လဲသူတစ်ပါးနဲ့ဆက်ဆံရေးမှာ ဘလို့စိတ်တဘောထားရှိတယ်လေအမှုတော်ဆောင်တဲ့အခါဘလို့စိတ်ရင်နဲ့လှုပ်ဆောင်တယ်လေဆိုတာဒီအားလုံးပါဝင်ပါတယ်အင်းအားလုံးမယ်နော်ဟုတ်တယ်သစ္စာရှိမှုစိတ်ရင်မှန်ကန်မှုနှိမ့်ချမှုမေတ္တာနဲ့စိတ်အားထက်သန်းမှု အပြည့်နဲ့လှုပ်ဆောင်တဲ့အရာတိုင်းဟာအဖို့ရန်တဲ့ဖြစ်စည်းတွေနဲ့တိဆောက်ချင်းဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့မှာကျွန်တော်တို့ရဲ့အလုပ်တိုင်းဟာ ဖျားသခင်ရဲ့မိနေတူတဲ့စစ်စေးခြင်းကိုခံရမှာဖြစ်တဲ့အတွက်ဟုတ်ကဲ့အဲ့ဒီစစ်စေးမှုကိုကြံ့ကြံ့ခံနိုင်မဲ့အရေးသွေးမျိုးနဲ့အတက်ရှင်လှုပ်ဆောင်မှုအမြဲတတိကျနေရမယ်ဆိုတာကိုဒီအခန်းကကျွန်တော်တို့ကိုအလေးနဲ့သတိပေးနေပါတယ်။ကောင်းပါပြီ။ဒီနေ့ကျွန်မတို့အတူတူဆွေးနွေးခဲ့တဲ့ Corin to Owa ရစာပထမဆုံးအခန်းကြီး3ကနေရရှိခဲ့တဲ့အဓိကထိုးထွင်းသိမြင်မှုတွေကိုပြန်ချုပ်ပြရင် အချက်တုံးချက်လောက်ထွက်လာတယ်နော်။ဟုတ်ကဲ့။ပထမချက်က ဝိညာဉ်ရေးရမှာခလေးဘဝမှာရက်တက်မနေပဲရင်းကျက်မှုစီတို့အစဉ်ကြီးထွားဖို့ကြိုးစားအားထုတ်ရနေဒုတိယအချက်ကလူပုကိုယ်တွေကိုဗဟုမပြုတ်ပဲအရာရာမှာတကယ့်တိုးပွားမှုကိုပေးသနာတဲ့ဖိရာသခင်ကိုတာအမြင့်အာယုံဆိုင်အိုးထိတ်ထားရမယ်မှန်ပါတယ်တတိယအချက်ကတော့ကျမတို့ရဲ့အတ္တတာနဲ့အမှုတော်ရဲ့အရေးအတွေးကိုအလေးထားပြီးဖျားသခင်စစ်ကြောချင်းရှေ့မှာတီမဲမဲအဖို့တန်တဲ့အရာတွေနဲ့တိဆော့ဖို့လိုအပ်တယ်ဆိုလာပါပဲဟုတ်ပါတယ် ဒီအချက်တွေကကျွန်တော်တို့တယောက်ချင်းစီရဲ့လက်ရှိအတ္တတာနဲ့အမှုတော်တွေကိုပြန်လည်ဆန်းစစ်ဖို့အများကြီးအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်ဒီဆွေးနွေးမှုအဆုံးသတ်မှာနားထောင်နေသူတွေကိုယ်တိုင်ပြန်လည်ဆင်ခြင်ကြည့်ဖို့အတွေးပွားစရာမေခွန်းလေးတစ်ခုချမ်းထားခဲ့ချင်ပါတယ်ရှင်။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုကြားသိပြီးတဲ့နောက်ကိုယ့်ရဲ့ဝိညာဉ်ရေးရအတ္တတာဓမ္မမို့ဖျားသခင်အတွက်လှုပ်ဆောင်နေတဲ့အမှုရာတွေကိုပြန်လည်ဆန်းစစ်ကြည့်တဲ့အခါမှာပေါ့လေ။ကျမတို့ဟာထာဝရတည်မြဲမဲ့ ရွှေငွေကြောင်းမြတ်ယတနာတွေနဲ့တီဆောက်နေသူဖြစ်နေပြီလားအင်းဒါမှမဟုတ်အချိန်တိုင်းရင်လောင်ကျွမ်းပစ္စည်းထွားမဲ့တတမြတ်ကောက်ရိုးတွေနဲ့ပဲအချိန်ကုန်ခတ်အားဆိုင်ထုတ်တီဆောက်နေမိသေးလားကိုယ့်ရဲ့ဆောက်လုံချင်းရဲ့အရေးတွေကဘလို့အချိန်ဒီမှာရှိနေပါသလဲဒီမေခွန်းလေးကိုစိတ်ထဲမှာထားပြီးအေးအေးဆေးဆေးစင်ကျင်သုံးသက်ကြီးကိုအားပေးရင်းနဲ့ပဲဒီနေ့အတွက်ဆွေးနွေးမှုကိုဒီမှာပဲညီကုန်းချက်လိုက်ပါစေဟုတ်ကဲ့ပါခင်ဗျာ